တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဓမင်းမစားပဲလှပ်ပနေကြတဲ့အမှုပညာရှင်တွေကိုအမှုပညာရှင်ပီတာစွာဟာတာနှောလိုက်တဲ့ဟာတာလူရှင်တော်ဦးကံပွင့်နဲ့သူ့ရဲ့ဇနီးဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ပထမဦးဆုံးအနေနဲ့ထမင်းမစားပဲလှပနေကြတဲ့အမှုပညာရှင်9ယောက်ဖြစ်ကြတဲ့နွယ်ဒါလီထွန်းမော်ခွန်းသစ်မေလာတန်စင်အင်တတတ်ဝိုင်နဲ့တန်တာညီတို့ရဲ့ဗီဒီယိုလေးကိုပထမဦးစွာဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်လုံးဝထမင်းမစားဘူးလည်းနှစ်ရှိပြီနည်း16နှစ်အော်16နှစ်တောင်ရှိပြီအဲအနည်း20လောက်ရှိထမင်းလုံးဝမစားဘူးကွယ်ထမင်းထမင်းကတော့အခုအရန်ပြန်မှန်တော့ နည်းနည်းတော့ပြင်စားပြစ်တယ်ပေါ့နော်ဘာလို့သမင်းဓာတ်ကလည်းခဏကိုမှလိုအပ်တာဆိုတော့သမင်းဖြစ်ပေမဲ့လည်းဒါတခြားဟာရေးစားရဲအဲ့တစ်ခါအင်တာဗျူးဖြစ်လိုက်တာသမင်းမစားလို့ဆိုဘာရေးစားလဲပေါ့ဟောငပိအင်းနဲ့လုံးဝခံလို့မရကျွန်တော်ငပိအင်းနဲ့ကျွန်တော်နဲ့ဓာတ်ရဲ့တွေ့ကျွန်တော်မူးပါလဲအဲ့တော့တော်တော်ဆိုတာမြေောငငယ်လေးကလည်းအဲ့လိုမျိုးဟိုဂျုံဆန်ပြောင်းနေပဲစာအဓိကဥမာထမင်းမစားမဲနဲ့ပါမုတ်စားတာတော့မနဲ့မိုးလေအဲ့လိုပါမုတ်ကြိုက်တာလို့ဟုတ်တမင်းထမင်းမစားဘူးပေါ့ ထမင်းနေလည်းမစားဘူးညလည်းမစားဘူးဆူရှိလေးစားတယ်ဟုတ်အေးတောက်တယ်အခုထိအခုလည်းမစားဟုတ်အရင်ဟုတ်ထမင်းစားတော့နေလောက်ရှိဟုတ်ထမင်းတော့မစားငါကငါကငွန်လာရင်လို့ထင်တယ်ညီမကမလာရင်မလာဘူးအမြင်လာတော့ညညာရအမြင်ရဟောညီမက မြန်မာထမင်းဟင်းနဲ့ဆိုင်ညာမြန်မာထမင်းဟင်းနဲ့စားထင်ညာပေါ့နော်အဲပေါင်မုံနဲ့အိမ်မုံနဲ့အဲ့လိုမျိုးရောင်းနဲ့စားရအောင်မြန်မာထမင်းမြင်အဲ့လိုတော့နည်းနည်းပြတ်သိမ်းနေထားရကြောက်ညာပေါ့မြန်မာထမင်းဟင်းအိမ်မဆိုင်ဘူးအဲ့လိုဟမ်မာကပေါင်မုံနဲ့အဲ့လိုမျိုးနဲ့စားရအောင်အိမ်မုံနဲ့ပေါင်မုံအော်ဖင်ညွန်းတာပါပဲထမင်းဖြတ်ထားတယ်ထမင်းမစားတပတ်လောက်ရှိဘူးပေါ့နော် အဓိကအစီအစီဆက်ချနေခင်ဗျာအာလူကျော်တို့ဒီကဖွဲကြောက်တို့ဘယ်လို first food တွေရှောင်လိုက်တယ်ပြီးတော့ gas bar ရဲ့အချွေရှောင်တယ်အခုတမင်းစားဖြတ်ကြည့်နေတော့ဟောတမင်းဖြတ်တာတပတ်ပဲရှိသေးတယ်အခုကကျတော့အစီချနေတာအဲ့လိုလေ့ကျင့်ခန်းလုပ်ပြီးတော့အစားထိန်းတာပေါ့နော်အစီတက်မိဟာမစားပဲနေစားပါတယ်ကျူလီယာလေအခုတွေ့တယ်သိလားအဲတမင်းမစားလို့ဘလိမ့်ကြတယ်ပေါ့နော်ဒါပေမဲ့အဲ့ညီမလေးတွေကိုကြည့်လိုက် ပေါ်ရီလေးတွေလှလိုက်တာချစ်စရာကောင်းလိုက်တာအဲ့တော့အရန်လာတဲ့ကောင်မလေးတွေကိုကြတော့ထမင်းမစားလို့ဗလိမ့်နေထမင်းရမ်းစားတဲ့ကောင်မလေးတွေကိုကြတော့ဟာတုတ်တယ်ဘိုက်ကဘူးတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုဗလိမ့်တော့ငါတို့ကထမင်းစားတဲ့အဖွဲမှာနေရမှာလားထမင်းမစားတဲ့အဖွဲမှာနေရမှာလားအပြောပေးဦးဟုတ်ကဲ့ပါအခုလိုမျိုးသမင်းမစားပဲလှပနေကြတဲ့အမှုပညာရှင်တွေကိုအမှုပညာရှင်ပီတာစွာဘာသာလူရှင်တော်ဦးကံပွင့်နဲ့သူ့ရဲ့ဇနီးခင်သစ္စာတို့က အမှုပညာရှင်ပီတာစွာဟာတာနှောက်လိုက်တဲ့ဗီဒီယိုလေးကိုကျွန်တော်နဲ့အတူတူကြည့်ရှုလိုက်ကြရအောင်လားဗျာ။ဟင်လား။ခမင်းစားဖို့နေဘာကြည့်ပြီးဘာတွေစဉ်းစား။ဟာခမင်းစားတာဆယ်နှစ်လောက်ရှိပြီလေ။ဆယ်နှစ်လောက်ရှိပြီဆိုတော့ခမင်းကိုဘယ်ကနေဘလို့စားစားမှမသိဘူး။ သမဲကိုမလို့စားတာလည်းငါမသိလို့ပါဟာယောက်ျားလည်းဒုက္ခဟောသမဲမစားတာ10နှစ်လောက်ရှိပြီဆိုတော့ဒါဒါပါဒါအဲ့ငါငါဩဒါဒါဒါကြာတန်ချက်ဩငါဓမ္မချက်ဥကျော်ဒါငပိချက်ဒါငပိရေဩဒါတို့စရာဩဘာမစားတာ10နှစ်လောက်ရှိပြီလေအေးကျိုးစားပြီးစားကြည့်ပါမိမလေးကျိုးစားပြီးစားကြည့်နော် ဘယ်လိုဖြစ်လဲဘယ်လိုဖြစ်လဲနေရာလေဘာဖြစ်လို့ဘာဖြစ်လဲကပီးရင်းနန်းတော့မိုးတော့ဟောသူရဲ့ဟင်းနဲ့ကင်းပွားနေတာ၁၀နှစ်လောက်ပြီပေါ့မပြီးနဲ့နန်းနာနဲ့ခေါ်ကမူးတော့ဟုတ်တယ်ဟုတ်ခောက်လေထမင်းရလဲမစားလို့မရဘူးလေအသက်က60ဆိုတော့ထမင်းစားမှလည်းအာရှိမှလေဟုတ်တယ်အဲ့ဒါကျူးသားပြီးစားပါကျူးသားပြီးစားစားမှာစားလို့နည်းနည်းစားတတ်တယ်လို့စား 啊，没有啥事嘛，我听我啥子都我啥子了，啥子啥子，嗯，啥子？张刚也喏，哎呀，我他，张刚姐，张刚姐，那我姐，他没几天就，我讲，这这都是啥？我，那，啊，没几天姐，嗯。 ဆိုခံရေစားလာရသူကလာရေစားမစားတာတော့မင်းဟောဓမေမစားတာ7မိနစ်လောက်ကြာတော့ဒီခရမ်းကြီးကိုဘယ်လိုစားမှမသိဟုတ်ကဲ့ဒီလိုစားမှာလားဒီလိုစားမှာလားအမဘယ်လိုမှမစားနဲ့ခရမ်းကြီးဆိုတာကြီးဟဲ့လို့ဟဲ့လို့စားပါလေ ဟုတ်ကဲ့ပါဒါကတော့ဥကံပွင့်လို့ဇက်အဖွဲကိုပွဲတွေငှားရမ်းခြင်းနဲ့ဆိုရင်တော့ဆက်သွဲနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုဒါကျွန်တော်ကထပ်ဆင့်ကြေညာပေးရင်းနဲ့ပဲဒီနေ့ဗီဒီယိုလေးကိုဒီမာရင်းမဲ့ရနာခွင့်ပြုပါအားလုံးမဲ့တာယာချမ်းမြေသောနေ့တစ်နေ့ပိုင်ဆိုင်ကြပါစီခင်ဗျာအားလုံးမဲ့နှုတ်ဆက်ပါတယ်